ဲ့ကြီးနေတဲ့တမီးစိုးပေါ့နော်တမီးစိုးကိုသူ့အတူညီမကြီးပြန်သွားတယ်တမီးစိုးဘာမှန်းကျွန်တော်လည်းမသိဘူးဟာဘာပြောနေတာကြားတယ်နားလည်းနားမထောင်ကြည့်လည်းမကြည့်နော်အဲ့ညီမကြီးပြန်သွားတယ်ဖက်ကန်ကြည့်တယ်ကြားတယ်သူ့ညီမကြီးဘာသွားလုပ်လာလဲလို့ကျွန်တော်လာပြောတယ်အဲ့အစ်တင်ကိုလည်းချိန်ပြီးတော့ဆိုနည်းနေတယ်လို့ဖက်ကန်ကြည့်တာဟမ်ဖက်ကန်လို့ပြစ်မဟုတ်တော့ဘာဒီခွေးတွေကကြိုက်ပါလေဆိုရင်ခွေးကြိုက်တဲ့ခြံထဲကိုဝင်သွားတာကြိုက်တဲ့ခွေးအပြစ်လားဝင်တဲ့သူပြစ်လားရှင်းရှင်းလေးဒီခွေးတွေကတိုက်တယ်နော်တခင်လားတခေါလားလူစိုးလားလူကောင်းလားဒီခွေးမသိဘူးဒီခွေးတွေကတိုက်တဲ့ခွေးတွေ เนาะအဲ့ဒီခြံထဲကိုအမအဲ့ခွေးတွေရှိတယ်အဲ့ခြံထဲကိုဝင်သွားတယ်ဘာလုပ်လဲခွေးတွေကြိုက်မော့အဲ့တော့ကြိုက်တဲ့ခါထူးဆန်းမထူးဆန်းဘူးလေဒါမှထူးဆန်းတာပါလေအဲ့ဒီဟာကိုငါငါကာဂျီနဲ့မှဖွင့်နေဆိုတော့ဒီလက်ရှိ CRBA AMG တို့နဲ့ဆက်သွယ်လို့ဘာဖြစ်တာကိုညာဖြစ်တာလို့ဆိုပြီးတော့ငါငါကာဂျီနဲ့မှနိုင်ငံရေးပုံမှန်နဲ့ဖွင့်အောင်အဲ့ဒီတမီးစိုးကနိုင်ငံရေးအတွက်ဘယ်နေရာမှာမလုပ်နိုင်ဘူးဟမ်ဘယ်အဖွဲ့အစည်းကိုထောက်ဖို့လုပ်နေလို့လဲဘယ်လိုင်းပေါ်မှာတော့တော်လိုင်းဘက်ကဝင်ရတယ်လို့လားကျွန်တော်တွေ့တာတော့တော်လိုင်းဘက်ကလူတွေတိုက်ခိုက်နေတာတွေ့တယ်ဟမ်တော်လိုင်းလောက်နေတဲ့လူတော်လိုင်းမှာ ထောက်ဖို့လုပ်နေတဲ့လူတွေမတော်နိုင်မှအရေးပါတဲ့လူတွေကိုပုစုပစပ်ပြောပြီးထောက်တိုက်ခိုက်နေတာပဲတွေ့တယ်။အဲ့လိုဟာမျိုးကိုနိုင်ငံရေးပုံမှန်တော်တယ်ဆိုတော့နိုင်ငံရေးပုံမှန်ဆိုတာဖားတယ်ဖားတော့ဝေးရင်တွေ့ရသူကောက်တက်လို့ရတဲ့ပုံမှန်မဟုတ်ဘူး။နော်မင်းတို့စစ်ခွေးတယ်လို့သိလား။မရင်းကောင်လည်းအပွင့်တင်မီးရှို့တယ်ကောင်လည်းအပွင့်တင်ဓမြတိုက်တဲ့ကောင်လည်းအပွင့်တင်တင်ကြိုင်းတင်လို့ရတဲ့အပွင့်မဟုတ်ဘူးနိုင်ငံရေးပုံမှန်ဆိုတာနော်အဲ့တော့တော်တော်တော့စက်ပြုတ်ကောင်လည်းအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တမီးဆိုးကိုစစ်တပ်ကဖမ်းဆီးပြီးနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့အမှုဖွင့်တာဟာ တော်လန်ရေးပတ်ချံကသူတွေကိုမိမ့်မိန်အောင်တံမိုးမဲ့အောင်လှုပ်လိုက်တာဖြစ်ကြောင်းကိုစီပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာတမီးစိုးဟာတဲ့ငါကိုကျူကျူလတ်ကိုပြောထားတဲ့စကားရှိတယ်ဆိုတော့အဲ့တော့ကျူကျူလတ်ကိုပြောထားတာနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်ဆွဲတယ်ဆိုတော့ကျူကျူလတ်ဟာနိုင်ငံတော်လားလက်ရှိကျွန်တော်နိုင်ငံမှာလည်းအဲ့ဒီနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုတဲ့ပုံမှန်ကျွန်တော်စောင့်ရိတ်ကဆောင်ပေးပုံမှန်ပဲလားလက်နည်းနည်းဖြင့်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအမေရောက်နိုင်ငံတော်ဆက်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအဲ့ဒီကိုမေကိုလောဖေလိုမာတွေကနိုင်ငံတော်အကြီးအကျယ်လားဟမ်နိုင်ငံတော်ကိုစားပြုလား ။ဒါနဲ့ပြလို့ရှိရင်အတွေ့အကြုံပေါ်မှာကမင်းအောင်နိုင်ကောင်းဆန်းနဲ့နိုင်ငံတော်အကြီးကိုပြစ်စင်မှုဟမ်သူတို့စစ်ဘုံချုပ်တက်တဲ့ကောင်းဆန်းနဲ့နိုင်ငံတော်အကြီးကိုပြစ်စင်မှုအဲ့ဒီမအေလိုးတွေကနိုင်ငံတော်လာခဲ့ပြောဒီအဲ့ဒီပုံမှာအဆောက်လေးတက်ဖို့အကောင်းဆုံးရုံးအကောင်းဆုံးပုံမှာနာမည်ကြားရတယ်ကျွန်တော်ယူတယ်ဟမ်အဲ့တော့ဂျူဂျူလာဆောက်ခေါမအောင်တွတ်တူဆဲတာဂျူဂျူလာနိုင်ငံတော်ပုတ်ဘူးတော့နိုင်ငံတော်ကိုစားပြုတဲ့ဖာတဲ့ဟိုခေါင်းဆောင်တော့အဆင်မရှိဘူးဂျူဂျူလာဆင်ရနော်အရင်ကိစ္စဆိုရင်ပြစ်တဲ့စားဆိုရင်တိုင်းပါတယ်ပြည်တန်းစားနော်ဖာတဲ့ကိုပြစ်တဲ့စားခေါ်တယ် ပြည်သူလားဆိုတာသူများနိုင်ငံကုန်တယ်တစ်ထည့်မူတီမဲ့ရတင်နာပလီစတဲ့ချင်းနေနေဒီမိုင်းလိုင်းတီခင်းအဲ့ခံတဲ့ထဲမှာအဲဒါနိုင်ငံတော်ရဲ့အစင်တန်းစားအဖြစ်ထက်တွင်းပြီးတော့ချောမောလှပတဲ့မိမပြိုတွေကိုအဆောက်အချောက်ရွှေရန်တင်းပင်းနဲ့နော်သူရဲ့တတိတနန်းထားပြီးတော့သတ်မှတ်တာအဲ့ဒါပြည်သူလားဂျူဂျူလားအစင်ကတိုင်းပြည်အတွက်အဲ့ဒီပြည်သူလားအစင်ကမရှိဘူးအကောင်းကြလား သူတို့စစ်ခွေးတွေလောကမှာအမေတူအမေတူဆိုပြီးတော့ဒီစောက်ခွားမကိုပွဲထုတ်နေတာဟမ်သူများနိုင်ငံတွားကြည့်တစ်ဖက်တစ်ဖက်ပေါ်ကလက်ပြီးပတ်ပြီးတော့အန်ဒူအဲ့ပခုံးချိန်ပြီးတော့စောက်ဖက်ကကြက်တွေရုပ်ရှိနေရုပ်ပေါ့ဘူးအဲ့တော့သူတို့ကသူတို့ဖြစ်တဲ့ကိစ္စသူတို့သူတို့ဖြစ်တာကအကြောင်းပေါ့ဘူးဘာလို့လဲတက်တက်လုံးတော်လန်ရေးကိုဆန်းဆိုပြီးပြောလာတဲ့သူကိုတော်ဒီနိုင်ငံတော်အချင်းချင်းပြစ်စင်မှုနိုင်ငံရေးပုံမှန်တတ်တယ်ဆိုတော့ဟိုနိုင်ငံရေးဆိုတဲ့အရာကိုမင်းမင်ပြအောင်လုပ်တယ်လို့ပဲကျွန်တော်တို့ထင်တယ်နော်လက်ရှိမင်းအောင်နိုင်ငံကောင်းဆောင်တဲ့အဖွဲ့ကသူတို့မှတိတ်ခံမရှိတော့ပေးနေမှရှိဘူးဘာလို့ဆိုမင်းအောင်နိုင်ငံကိုကြည့်ဇော်ဘုံဟေး နော်ဇော်ကုန်းအိမ်တို့ပါတော့အကုန်ဖမ်းပြီးတော့ထက်ထည်ထားတယ်အခုသူတို့ကိုပြောနေတဲ့ကိုမောင်မောင်တို့နော်ကိုမောင်စိုးတို့ဒီပဒီဘောမာတွေပေါ့ဒီလူတွေဟာတသက်လုံးစစ်တပ်ကိုအမာခံဘောမာလာတာဒါပေမဲ့သူတို့ကိုပြောကြည့်ချက်အခုအဲ့မောင်မောင်တို့ကိုသွားဖမ်းဖို့စီးဖို့တပ်ဖို့ပြတ်ဖို့ပြောလို့တဘောင်းသူတို့ဘောမာချင်းချင်းအဲ့တော့ဒီကောင်တွေအုပ်စုဟာလေအတိတရားကိုလုံးဝမဲ့နေတဲ့အုပ်စုဒါပေမဲ့သူတို့ကသူတို့အတိတရားမဲ့သူတို့ချင်းချင်းသူတို့ကိုကြိုက်တယ်လို့ဒီတော်နိုင်ရဲ့အတိုင်းဝိုင်းမှာရှိတဲ့သူတွေ တကားတဲ့ဒီဟာကိုလာထည့်တွင်းတာတော့ဒါကတော့စက်ပြုတ်ကိုကောင်းအောင်ပြင်ဟိုပြောတဲ့စကားမရှိတော့တမိဆုံးလိုဟာမျိုးอ่ะရှိတယ်အခုလက်ရှိနဲ့တော်လိုင်းမှာရှိတယ်ပြောလိုက်ရင်တော်လိုင်းဘက်ကအတော်လိုင်းမှာထောက်ဖို့လုပ်နေတာတော်လိုင်းရေးကိုအားအပေးတဲ့သူစက်တစ်ဖြစ်အဲဘုံမတွေကိုဆဲပြတာပေါ့စစ်ကောင်းဆောင်မျိုးဆဲပြတယ်တစ်ဖက်မှာနည်းနည်းပါးပါးဆဲပြတယ်ဒါပေမဲ့တရားမှာ96လောက်ကဘာလို့လဲဆိုတော့တော်လိုင်းဘက်ကိုဖောင်းထုတ်တယ်သူကတော်လိုင်းဘက်ကလို့ပြောတယ်အာပြည်သူဘက်ကမခံစားနိုင်တဲ့ပုံစံမျိုးနဲ့သူ့ရဲ့နော်ပါစင်တဲ့တရားမှာ96က တော်လိုင်းဘက်ကိုဖောင်းထုတ်တယ်။တိရကိုင်တုံးကအဲစစ်တပ်ဘက်ကိုနည်းနည်းပါးပါပြောခဲ့တယ်ပေါ့။အတူတူတော့တော်လိုင်းဘက်ကလည်းပြောတယ်။အဲ့ဒါတော်လိုင်းဘက်ကဖြစ်တယ်။ကျွန်တော်ကမြန်မာပြည်မှာအမေသားမှာအမေသမီးမှာအရင်ပြောကြတယ်။ကျွန်တော်ကျွန်တော်ကျွန်တော်အမေသားမှာလို့ကျွန်တော်တုံးချင်တယ်။ကို့မေကို့ဒေါ်ဆန်းစုကြည်ချစ်လို့ကို့မိဘလိုမျိုးပဲ။အမေဒေါ်ဆန်းစုကြည်ဒါပေမဲ့မတုံးရဲဘူး။ဒေါ်ဆန်းစုကြည်ဖြစ်စေခြင်းနဲ့သားတစ်ယောက်ဖြစ်နော်အကောင်လုံးကအစအချင်းစာရီကဘိုင်းရစနေမှုထိုင်ဖို့ကျွန်တော်တောက်ဆန်းမှုယူကျွန်တော်တောက်ဆန်းမိပြီ။ကျွန်တော်တောက်ဆန်းမှုယူကဒေါ်ဆန်းစုကြည်တိုက်တယ်လို့ဟုတ်တယ်မလားအမေသားဆိုရင်အမေကြိုက်တဲ့ပုံစံတိုင်းချစ်ကြတယ် အသေးသားပါဇက်ကဖြစ်လိုက်လို့ကျွန်တော်ဖြစ်လို့မရဒီလိုပဲတော်လှန်ရေးဘက်ကဘာလို့ပြောလိုက်မယ်ဆိုရင်တော်လှန်ရေးကိုအကျိုးပြုနေတဲ့သူပဲဖြစ်တာတော်လှန်ရေးကိုဘာအကြောင်းမှမတိုက်ခိုက်နေတဲ့သူဖြစ်တော့မင်းကတော်လှန်ရေးဘက်ကလို့ကိုယ့်ကိုခံယူနေတယ်မင်းဒီတော်လှန်ရေးအတွက်တထောက်တနေရကအကျိုးပြုနေတဲ့သူဖြစ်နေရတယ်အပြည်သူဘက်ကနာတာနဲ့ဟုတ်လားတော်လှန်ရေးကရေချင်းကြလာလို့တိုင်းပြည်နာလို့မခံနိုင်တာနဲ့ဆိုအဲ့ဒါဆိုရင်တော်လှန်ရေးစက်ပြအောင်လုပ်တဲ့သူတွေတွားပြောလေဟုတ်တယ်နော်ဒီဒီတိုင်းမျိုးပြဿနာဖြစ်အောင်စခဲ့တာအခုလိုမျိုးဒီသွေးထွက်ပန်ရိုးသွေးချောင်းစီးအောင်စခဲ့တာဒီတော်လိုင်းဘက်ကလူတွေမဟုတ်ဘူး တိုင်းအေးချမ်းနေတဲ့တိုင်းပြည်ကိုဘာလို့လဲမဲလိမ်မဲဖို့လဲဆိုပြီးတော့အာဥပဒေမဲ့အာနာသိမ့်နေဥပဒေမဲ့အာနာသိမ့်ကြတော့ဒီပြည်တို့ကချက်ချင်းလက်တက်ကန်ပြီးထွက်လာတာမဟုတ်ဘူးတောင်းရတိတိအတန်တိတ်တပိတ်ဆိုပြီးတော့ကိုယ့်အိမ်မှာကိုငြိမ့်တိတ်နေကြပြီးတယ်ဟမ်ဖက်ချက်ကတိကတော့ရိုးသားတဲ့ပြည်သူဘယ်နိုင်ငံမှာရှိသေးလဲဟမ်အတန်တိတ်ပြီးတော့တောင်းရတိတိနေပြီးအမေဘလူးထဲလိုက်တဲ့ချင်းနေမသိဖြစ်နေအောက်လိုက်ဝင်တာပေါ့ဟမ်ကိုယ်လည်းမပါတယ်အာတန်တိုက်လို့ရှိရင်အာနာမပြန်ဘူးကိုကတန်တိုက်လို့ရှိတယ်ကိုကိုမေကိုလို့ရရမှာမလုပ်လေအဲအစိုးရတွေဖွဲ့ပြီးအကုန်လုံးပတ်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 ပြင်ဆင်လိုက်ပြီးတော့အကုန်လုံးထုတ်ကြတယ်ပေါ့အာတောင်းရပြင်းနေမှာ ဟမ်အင်ဒီနာမောင်တို့ဘာလို့ကထွက်ပြီးတော့ဆန္ဒပြတဲ့အချိန်မှာအဲ့တော့ကျမဆန္ဒထွက်ပြကြတယ်။ဟောပြင်းပြင်းနဲ့ဆန္ဒပြတယ်အားကောင်းလာတယ်။ဒါပေမဲ့အင်ဒီနာမောင်တို့ထွက်ဆန္ဒပြတဲ့ကနေစစ်ကောင်းဆောင်နဲ့စစ်တပ်ကိုတိုက်ခါကြစေမှုဖြစ်တမီဆို တက်ကူကူကူနိုင်ငံတော်အကြီးမျိုးပြည့်စုံမှုပုံမှ905ကဖြစ်ထက်မှန်အမှုဖွင့်လိုက်ပြီးဆက်သွယ်ရေးဥပဒေပုံမှ66ကကိုပါတပါတဲ့အမှုရင်ဆိုင်ရမည်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်တပ်ကိုတိုက်ခါကြစေမှုဖြင့်တမီဆိုးတက်ကူကူကူနိုင်ငံတော်အကြီးမျိုးပြည့်စုံမှုပုံမှ905ကဖြစ်ထက်မှန်အမှုဖွင့်လိုက်ပြီးဆက်သွယ်ရေးဥပဒေပုံမှ66ကကိုပါတပါတဲ့အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းတမီဆိုးဤမိတ်ဆွေဖြစ်သူကရန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောဆိုသည် ။အွန်လိုင်းပေါ်တွင်မင်းအောင်လိုင်းနှင့်မိမကျူကျူလာအပါဝင်စစ်အရာရှိများကိုတိတ်ခါကြစေရန်ပြောဆိုခဲ့သည့်အမှုဟောင်းများဖြင့်တိုင်ကြားခံရသောအမေရိကန်နိုင်ငံသူတမီဆိုခတ်တကူကိုအားအောက်တိုဘာလ12ရက်နေ့ရန်ကုန်လေးစိတ်တွင်ဖမ်းဆီးပြီးပြင်ဦးလွင်ရဲစခန်းသို့အောက်တိုဘာလ13ရက်နေ့တွင်ပို့ဆောင်ခဲ့ကြောင်းတမီဆိုတွင်အေတင်ကိုက အမှုဖွင့်ဆွဲဆိုထားသောဆက်သွယ်ရေးဥပဒေပုံမှ66ကအပြင်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ905ကကိုပါတပါတဲ့အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်တမိဆိုးကိုပြင်ဦးလွင်ရဲစခန်းတွင်စစ်တပ်မှအရာရှိတဦးကအမှုဖွင့်ထားခြင်းဖြစ်ပြီးလက်တလောကျမ်းမာရေးမကောင်းမှုဟုသိရှိရကြောင်းတမိဆိုး၏မိတ်ဆွေဖြစ်သူကရှင်းပြသည် မစားနိုင်မတော့နိုင်ဘူးကျမကြီးမကောင်းဖြစ်နေတယ်လို့သိရတယ်ရှေ့နေတွေဘာတွေငှားခွင့်ရှိတယ်ဆိုပြီးတက်ဆိုင်ရာကပြောတယ်ဟုတမီဆိုဤမိတ်ဆွေဖြစ်သူကဆိုသည်ယနေ့ထုတ်စစ်တပ်ဤဝါရဖြန့်သတင်းစာများတွင်တမီဆိုကို Shoot the Facebook အကောင့်မှာနိုင်ငံတော်တည်ငြိမ်ရေးနှင့်အေဂျင်စီပြပြစီရန်အတွက်ရေးသားဖြန့်ဝေမှုဖြင့်အော်တိုဘာလ13ရက်နေ့ပြည်ဦးလွင်ရဲစခန်းကအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားသည်အော်တိုဘာလ12ရက်နေ့နနက်9:00နာရီ30မိနစ်အချိန် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းခီးဆက်အမှတ်1335ဖြင့်ရန်ကုန်လေစိမ့်မှထိုင်းနိုင်ငံတူဝနာဘူမီလေသူစစ်တပ်ကလက်နက်စစ်နဲ့မပစ်မရှင်းတီတူဟာအဖြတ်မောက်လုပ်ငန်းတွေလုပ်ခဲ့လက်နက်ကန်ကိုမမေးပြောနေအောင်နော်အခုလက်ရှိလက်နက်ကန်တဲ့လူတွေကိုစောက်ပြစ်ပြောနေတဲ့ကောင်တွေကိုမေးနေတာမင်းတို့စစ်တပ်ကမပစ်မရှင်းပြည်သူဟာဆန္ဒပြနေတဲ့အချိန်မှာအပြည့်အမောက်လုပ်ငန်းပြောဖို့လုပ်ဖို့နေတာကအရှင်းလန်ဆန္ဒပြဝိုင်းအနောက်ကအမှိုက်ောက်တဲ့အဖွဲ့ကတက်တက်လိုက်ောက်တယ်။ဒါတမိုင်းမဟုတ်ဘူးအခုဖြစ်နေတဲ့အရာ။အဲ့ဒါလို့လုပ်ခဲ့တဲ့ပြည်သူ အဲ့လိုဆန္ဒပြတာအခုနေပေါ်မှာကြည့်နေပေါ်မှာဆန္ဒပြတဲ့ပြည်သူနဲ့တို့မြန်မာပြည်ဆန္ဒပြတဲ့ပြည်သူဘာကွာလဲဒါပေမဲ့နေပေါ်မှာအစိုးရအိမ်တော်တွေဝန်ကြီးချုပ်ရိုက်ပုတ်ထုတ်ရိုက်ကုန်မီးရှို့တာတောင်မှသူတို့တိုင်းပြည်မှာညင်တက်အောင်ထိန်းနိုင်တယ်ကိုယ်နိုင်ငံကစစ်တပ်ခေါင်းဆောင်ဆိုတဲ့ကောင်းလေးဘလောက်အတကြီးဘလောက်ရုတ်မှလည်းမြင်အောင်ကြည့်အရှိရဆန္ဒပြသွားတယ်အနောက်ကအမိုက်လိုက်တော့တယ်အဲ့ဒါလို့ပြည်သူကိုရဲရဲဆက်ဆက်ခစ်ဖို့ပြောင်းပြီးခေါင်းကိုပြစ်ဆိုပြီးတက်ပြစ်ကြတာလေပင်ရဲကောင်တွေထွက်ခတ်ဆိုပြီးလမ်းမှာရက်ထားတဲ့ဆိုင်တွေကားတွေဘာမှမဆိုင်တဲ့ပြည်သူတွေကားတွေရိုက်ပုတ်ခွဲထုတ်ရိုက်ဟမ်ဓမြလုံးလေးလုံးတာမဟုတ်ဘူးလား ဟမ်ကိုဒီလိုကာလရမှာမြို့တွေမှာခိုးဆုံးလူငယ်တွေကိုတောင်းကြမှာဆိုလို့တရက်ဘက်ကိုအဲလူငယ်တွေအလဲတဲ့ကင်းဆောင်နေကြတယ်နော်ကိုရက်ဘက်လုံလုံရေးအတွက်အဲကင်းဆောင်နေတဲ့လူဝင်လာပြီးခေါင်းအောင်ပြစ်တယ်ကဲအဲ့လိုတွေလောက်ခဲ့တာလေအဲ့လိုလောက်ခဲ့လို့မခံနိုင်တဲ့အဆုံးမှာရရလက်နဲ့အဲ့ချိန်မှာအခုတော့ right တွေဘာတွေတော့မရသေးဘူးဘာရလဲကဲတနက်လေးတို့လောက်လေးဘွားတို့နဲ့စတင်တော်လာတဲ့တဲအိတွေခုပဲပြည်သူစားခဲ့တဲ့ဟာတခုမှမရှိဘူးအဲ့လိုတဲအိတွေခုပြီးစရင်တော်လာရင်တော်လာရင်အဲ့လိုလောက်ကလူလက်နဲ့ကြီးနဲ့ပြင်နောက်ဆုံးမြို့လေကောင်မှာအာဘီကြီးနဲ့ထုလို့ထုဟမ် ဲ့လိုလုံလာတဲ့အဆုံးမှဒီအခြေအနေကြီးရောက်လာတာအဲ့တော့ဒီအခြေအနေကြီးရောက်လာမှမဟိုထုံးကင်ဆိုလဲဟိုလူရှိသေးတယ်ဘာမှမဟုတ်ဆုံးမှဘာဖြစ်လဲတက်ပလိုက်ဖြတ်ပလိုက်မင်းတို့ဘူးမဲ့ပြီးလို့လေတူးမဲ့လေလေတိုင်းပြီးလို့ဘုံကျနေတာဘာမှပြောမနေမခံနိုင်လို့ထွက်ခါတဲ့လူမှမင်းတို့ကဘာဖြစ်ညာဖြစ်တယ်ဆိုတော့လီးပဲလို့ပြောမှာကွာအဲ့လိုလူမျိုးမဟုတ်လားချင်းချင်းလေးပဲကျွန်တော်တို့ကတဲပဲနိုင်နိုင်ရေးဆိုတာကျွန်တော်ပြောမယ်စီနီယာတွေဂျူနီယာတွေလာမခွဲနဲ့နိုင်နိုင်ရေးလုပ်တယ်ဆိုတော့မင်းကဘယ်တက်တက်လုံးလုံးလာလုံးလာမင်းစောက်တော့မကြိုက်စောက်တော့မကြိုက်ဘူးပဲဒီနေ့မှထားလို့လာကောင်းတယ်ကိုယ့်ရဲ့စောက်တော့ကြိုက်နေရဖယ်ရမှာပဲအဲ့ဒါနိုင်ငံရေးနိုင်ငံအပေါ်ဖြူစင်တဲ့စိတ်ရှိရင်ပြောတာကျွန်တော်ထောက်ဖို့လုပ်တယ် နော်အားထိုင်းနိုင်ငံမှာကိုစီထပ်ဖို့လောက်လာကိုကိုဆေးဟာလို့အမတ်တပ်ပါဘာကောင်းလို့ဒီနေ့မှလုံနိုင်တဲ့လူတွေထားလို့ကိုတက်ထင်းအောင်လာဖယ်ပြရမှာပဲနေရကိုတက်တလုံးကိုကိုအကောင်းဆုံးအချိန်နဲ့ဘာကောင်းမှမုံတော့မှာလူတွေကနော်အခုလက်ရှိတော်လှန်ရေးမှာလေအဲ့ဒီ88ဖီရဲ့အတိုင်းဝန်းကိုပို့ဆိုတယ်နန်တို့ကဘလို့လုံလာတာမင်းတို့ကမနေ့တည်းမှထားလို့လာဩမတည်းရေရှည်လုံလာရင်ခိုင်ပြီးအလိုနေရှိကိုရမယ်တိုင်းဟမ်ကိုမင်းကိုနိုင်ပြောထားတယ်ပဲအပင်ကြီးလုံလာမျက်ကောင်းဆောင်လာတာပြက်ပြက်တဲ့ဘိုးမရှိတဲ့ကောင်ကြီးဘလို့ဆောက်ချင်ကြီးရမလို့ဟုတ်တယ်မလားအဲ့တော့နိုင်ငံရေးဆိုတဲ့စကားလုံးကလူအတုံးချကန်ပြည့်စည်မဟုတ်ဘူးနိုင်ငံရေးဆိုတာရှင်းရှင်းလေးနိုင်ငံကောင်းဖို့အတွက်လုပ်တာ ဘသူပဲလို့ဝင်းကင်းစာကလေးကနိုင်ငံကောင်းဖို့အတွက်လုပ်နိုင်ရင်လေအဲ့ဒီဝင်းကင်းစာကလေးကိုနိုင်ငံရေးလုပ်တဲ့သူဖြစ်လေးစားပြရမှာပဲမင်းကဝင်းကင်းစာဖို့လို့ငါကဟိုရှိစစ်ရှိတဲ့ရလောက်လာမလို့ဖိမောင်းမကြလို့မရဘူးနော်အဲ့တော့မြန်မာပြည်မှာကနိုင်ငံရေးဆိုတဲ့စကားလုံးကအတုံးချခံစကားလုံးဖြစ်နေတာကျွန်တော်တို့နိုင်ငံရေးရှင်းတယ်နိုင်ငံရေးလုပ်နေလို့မစားဘူးတတက်ကလေးလောက်ကနိုင်ငံရေးပတ်သက်ဘာဖြစ်လဲကိုယ်တွေစိတ်ဓာတ်နဲ့နိုင်ငံရေးလုပ်လို့ဆိုတာကလေးငကြီးလုပ်နိုင်မှာကလေးငကြီးလုပ်နိုင်မှာဟုတ်လက်ရှိမြန်မာပြည်ရဲ့ခရီးသီးကြောင်းပြောတာမြန်မာပြည်မှာနိုင်ငံရေးဆိုတာကကလေးငကြီးလုပ်နိုင်မှာဘလောင်းမလဲလုပ်နိုင်မှာရုပ်မှနိုင်မှာကောက်ချက်နိုင်မှာဟမ် တော်ခွနိုင်မှပြက်လက်နိုင်မှအထက်ဖာအောက်ဖီးလုံနိုင်မှအဲအဲ့ဒါတွေကညီမကြီးရဲ့နိုင်ငံကြီးကျွန်တော်တို့ကရှင်းတယ်နိုင်ငံကောင်းဖို့အတွက်ပဲနိုင်ငံကြီးလုံမှာမဟုတ်ဘူးတိုက်တဲ့လူလုံနော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာတကယ်နိုင်ငံအရေးအတွက်နိုင်ငံကြီးလုံချင်တဲ့လူတွေကိုပြောချင်တာကလက်ရှိအချိန်ကာလဒီနိုင်ငံကြီးညီမတွေကာလမဟုတ်ဘူးနိုင်ငံကြီးညီမတွေခဏလေးစောင့်ကြည့်ပါ နိုင်ငံအရေးကိုလှုပ်တဲ့လူငယ်တွေလှုပ်နေတယ်။နိုင်ငံအရေးလှုပ်ပြီးတော့နိုင်ငံအရေးကလမ်းကြောင်းပေါ်ကောင်းသွားပြီဆိုရင်ခင်ဗျားတို့နိုင်ငံသမားတွေလှုပ်ကြပါတော့။နော်။လောလောဆယ်မှာတော့နိုင်ငံအရေးကအရေးကြီးပါတယ်။နိုင်ငံရေးကအရေးမကြီးပါဘူး။နော်။ဒါကြောင့်မလို့နိုင်ငံရေးဆိုတာလှုပ်ရှားစရာစကလုံးတစ်ခုမဟုတ်ဘူး။ဒီတော်နိုင်ငံရေးကလက်နက်ကန်လမ်းစဉ်ကိုရှောက်ပြီးပြီဖြစ်တဲ့အတွက်ရန်သူဘက်ကကြိုက်တယ်လို့လှုပ်ကြိုက်တယ်လို့ပြောစောက်ပြူးစိုက်စရာအကြောင်းမရှိဘူး။ကျွန်တော်တို့ရှောက်မဲ့လမ်းကိုကျွန်တော်တို့ပြောင်းအောင်ရှောက်ဖို့အဓိကပဲ။ကျွန်တော်ဒီလမ်းကိုရွေးခဲ့ပြီးပါပြီ။ဒီလမ်းကတဝက်ကြမှာလှက်ပြန်လို့ရတဲ့လမ်းမဟုတ်ဘူး။တဝက်ကြမှာမလှုပ်တော့ဘူးလို့လှုပ်လို့ရတဲ့လမ်းမဟုတ်ဘူး။စောင်းအောင်ရှောက်မှာရမယ်။အဲ့တော့ တက်နိုင်အဖျားရောက်မယ်နော်ငုံမိတဲနိုင်တက်နိုင်ဖျားရောက်ဆိုစကလုံးလိုပဲတက်နိုင်နော်အဖျားရောက်မှာပဲကျွန်တော်တို့ဒါကြောင့်မလို့ဒိုးစားတက်ပေါ်ရပြီအဖျားရောက်တက်ဖို့ပဲလို့ရတယ်ဘယ်သူတွေပါပဲလို့လို့ဘာပဲရောရောဒီစွန်းစံတဲ့ကိုတွက်ချီးလာရောတယ်အဲ့ဒါတွက်ချီးဆိုတာတိအောင်ခက်ထုတ်ပြပါမယ်နော်ဒါကြောင့်မလို့ဒီတမီးစိုးလိုဟာမျိုးလိုနိုင်ငံရေးပုံမှန်နဲ့ရောပြီးဂျင်းလာမထဲနဲ့တိလာနိုင်ငံအရေးလုံးနေတဲ့သူတွေနဲ့ဒီလိုဟာတွေနဲ့လမ်းလားလဲမှမထိုက်တယ် เนาะအဲ့တော့မင်းတို့ကမင်းတို့တိုက်ထင်းတဲ့ပုံမှန်တက်ပုံမှန်ပေါင်းတရာပဲတက်တယ်ပုံမှန်သထောင်ပဲတက်တယ်ဟိုအသက်ပေါင်းတရာတော့မပြန်ချချမင်းတို့တိုက်တာလို့ဒါပေမဲ့နိုင်ငံရေးပုံမှန်တွေနဲ့တော့လာရောမချနဲ့မတန်လို့ပြောတာ